ဟာနမလေးရတာမတ်တဲ့20နှစ်မှာပါနော်ဘုရားသခင်ကအာဗြဟံအီးဇက်ယာကုပ်တို့ရဲ့ဖျားဖြစ်တယ်သေသောသူတွေရဲ့ဖျားမဟုတ်ဘူးရှင်သောသူတွေရဲ့ဖျားဖြစ်တယ်လို့ပြောထားတာပါနော်ဆိုတော့အဲ့ဒီအတွက်ကြောင့်အာဗြဟံအီးဇက်ယာကုပ်ကအခုကောင်းကင်ဘုံမှာရှင်တယ်ဆိုအသက်ရှင်နေပြီလားရောက်နေပြီလားအဲ့ဒါကိုဆိုလိုတာလား အဲ့ချိန်တော့ယေရှုခရစ်တော်ဖာဇက်တူကေဒီယာမိတာဇက်တူကေဒီယာတည်ပြီးွားလို့ရှိရင်လူကပြီးွားရှင်မြန်ထမ်းမြောင်ခြင်းမရှိဘူးဆိုတာအဲ့တော့ယေရှုခရစ်တော်သူက trick ပုံမှန်တခုနဲ့ပြောမိကို9ယောက်ရှိတယ်မိမတစ်ယောက်ကအကိုကြီးနဲ့ယူလိုက်တယ်အကိုကြီးတည်ွားလို့ရှိရင်ကလေးမရပဲတည်အငငယ်နဲ့ယူပါတယ်နောက်ထပ်အငငယ်နဲ့ထပ်ယူရမယ်ကလေးမရပဲတည်တယ်ဆိုလို့ရှိရင်ဒီလိုနဲ့အဲ့မိမ ဒီစုစုပေါင်း900လုံးတေသွားပြီးတော့ link 900ရောက်ရှိသွားတယ်။ဒါပေမဲ့အဲ့မိန်းမလည်းတေသွားတဲ့ခါမှာကောင်းငင်ကိုရောက်သွားတဲ့ခါမှာအဲ့မိန်းမဘသူရဲ့မရဖြစ်လဲလို့ creditor မေးတာ။အဲဆိုတော့အဲ့နဲ့ creditor တို့ပြန်ပြောလိုက်တယ်။တင်းတို့ကလည်းစန်းစာကိုမသိတယ်။ဖခင်ကတကူနားမလဲတဲ့အတွက်ကြောင့်မလို့ဒီလိုပြောတာဖြစ်တယ်လေ။ဘယ်စန်းစာကိုမသိလဲဆိုလို့ရှိရင်မိန်းပြညတ်တရားကလည်း link နဲ့မရကိုချိန်အောင်ထားတယ်။ link မသိမီတိုင်အောင်အဲ့မိန်းမကတခြား link နဲ့နေတယ်ဆိုလို့ရှိရင်ဒါမြောက်မှထားတဲ့မိန်းမ link သေးသွားပြီဆိုလို့ရှိရင်တော့တို့နှစ်ယောက်ချုပ်ချုပ်ဆိုထားတဲ့ marriage နဲ့စာချုပ်ကပြတ်သွားပြီ။ပြတ်သွားတဲ့ခါကျတော့နောက်မရဖြစ်ပိုင်권ရှိတယ်။ဒါဆိုလို့ရှိရင်900လုံးတေသွားပြီဆို ို့ရှိရင်ဘာလို့မရဖြစ်လဲဆိုတော့ထမြောက်တဲ့ကာလကြာရင်ဘာလို့မရမှာမဟုတ်တော့ယေရှုခရစ်တော်ဒုတိယကြိမ်ပြန်ကြွလာပြီးတော့ရှင်မြတ်ထမြောက်ခြင်းပေးပြီးတော့သူတို့ကောင်းကင်ဂျေမစ်လိန်ကိုခေါ်ွားတဲ့ခါကြလို့ရှိရင်ဘာလို့ကဘာလို့မရမှာမဟုတ်တော့အာရနဲ့အေးဝါလည်းမရမှာမဟုတ်တော့ဘာလို့မဲရီစာချုပ်တွေသဘောတူညီချက်စာချုပ်တွေအကုန်ပြက်ပြက်သွားနောင်ဘဝဆိုရင်အဲ့လိုနောင်ဟုတ်တယ်အဲ့တော့ထမြောက်တဲ့ကာလမှာလည်းထိမြဆုံဖတ်ခြင်းမရှိကြဘူးတဲ့ဟဲ့ထိမြပေးစားခြင်းဆိုတာလည်းမရှိကြဘူးဒါကြောင့်မို့နှစ်တစ်ထောင်ကာလဒီကောင်းကင်ဂျေမစ်လိန်မြို့မှာရှိနေတဲ့အချိန်ကာလပတ်လုံးမှာဒါကိုဘာလို့ခေါ်ဆိုမီလီနီကာလတက္ကနီဥပုပ်လို့ခေါ်တယ်အဲ့ကာလကျတော့ဘာလို့ဆိုတော့မြေကြီးအောက်မှာရှိတဲ့မြေကြီးပေါ်မှာရှိတဲ့သူတွေ မြေကြီးမှာတည်နေတဲ့သူတွေမတရားရဲ့သူတွေတရားစီရင်တဲ့ကာလအဲဟုတ်ပြီဒါပေမဲ့အဲ့နှစ်ထထောင်ကာလပြီးွားလို့ရှိရင်တော့ဘယ်ကိုပြန်လာမလဲဆိုတော့ရှင်ဒီတတိယအကြိမ်ဂျေရုဆလင်မြို့ကြီးနဲ့ဒီကောင်းကင်ဘုရင်မြေကြီးတဲ့မှာအုပ်စိုးတဲ့အချိန်ကာလကြလို့ရှိရင်တော့ဒါက marriage ပြန်လုပ်လို့ရပြီ marriage ဒါဘာကြောင့်လဲဆိုတော့ရှင် marriage ဒီလက်ထပ်ထိမ်းမြရဲဆိုတော့ ချိန်ချင်းမဟုတ်ဘူး။ဟုတ်တယ်။ကွာများတာကောင်းတယ်လို့ပြောတာ။ယေရှုခရစ်တော်ကချိန်ချင်းတွေကိုပဲဖျက်ဆီးလိုက်ဖို့ငိုကြွေးခြင်းအမင်္ဂလာတွေကိုပဲဖျက်ဆီးလိုက်ဖို့လာတာ။ဟိုကောင်းကြီးမင်္ဂလာဖျက်ဆီးဖို့လာတာမဟုတ်ဘူး။ဒါကြောင့်မလို့ဒီဇက်တုတ်ကဲတွေကိုပြပြခြင်းနဲ့အကြောင်းရင်းကထားမြောက်တဲ့ကာလမှာကျတော့ဒါကစိတ်မျက်စုံမြတ်ခြင်းဆိုတာမရှိဘူး။အမြဲတမ်းမရှိဘူးမဟုတ်ဘူး။နောက်ဒီတတိယအကြိမ်ပြန်ကြွလာတဲ့အခါဒီကောင်းကင်မင်္ဂလာကြီးကိုလူကြီးပြစ်မှာနော်။ဟုတ်တယ်။ဖျက်ဆီးပြီးတဲ့အခါကျလို့ရှိရင်ရှိမယ်။ဒါကြောင့်မလို့ကောင်းကင်တဲ့မြေကြီးတွေကိုဖျက်ဆီးနေဆိုတော့အာဗြဟံလည်းထားမြောက်မယ်။ ်အစ်စလည်းထားထားမြန်မယ်ရာကုတ်လည်းထားမြန်မယ်သူတို့ကလည်းနောက်ဆုံးသောကာလဒီထာရကာလပဲနော်အသက်ရှင်နေမဲ့သူတွေဖြစ်မယ်ဒါပေမဲ့အခုထားမြောက်ပြီလားဆိုတော့မထားမြောက်သေးဘူးနော်ဒါဝိတ်တောင်မှပဲမထားမြောက်သေးဘူးဒါကြောင့်မလို့ဖရာသခင်ထားမြောက်တဲ့သူတွေကအသက်ရှင်မဲ့သူတွေရဲ့ဖရာဖြစ်တယ်လို့ဆိုလိုတာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့ထားမြောက်ခြင်းဆိုတာရှိရဲလို့ဇာဖာရီအဇတ်တူကလေးတို့ပြောတာဟုတ်ကဲ့ဟုတ်ပြီ ဆိုတော့မယုံတဲ့လူတွေပေါ့နော်မယုံတဲ့သူတွေနော်ဒါပေမဲ့အခုထမြောက်သွားတာမဟုတ်ဘူးအခုထမြောက်သွားကောင်းကင်ကမှရှိတာမဟုတ်ဘူးသူမရှင်သေးဘူးမရောက်သေးဘူးဒါကြောင့်မလို့စောင့်တာမဖြစ်သေးတဲ့အရာပဲဖြစ်ပြီးတော့အရာကဲတော့မှတ်တော်မူထတော့လို့ပြောတယ်မဖြစ်သေးဘူးဒါပေမဲ့အာဗြဟံအိဆက်ယာကုပ်ဆိုတာနောက်ဆုံးတော့ကာလမှာသာရအသက်ရှင်မှာဒါပေမဲ့အသက်ရှင်မဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မဖြစ်သေးတဲ့အရာဖြစ်ပြီးတဲ့အရာလို့မှတ်ပြီးတော့ဖရားခင်ပြောထားတာဟုတ်ကဲ့ဒါကြောင့်မလို့ဗျာဒိတ်ကျန်တဲ့မှာဒီကဘာမတီမရှိမီတဲ့ကအသေးသက်ချင်းခံတဲ့တိုးတငယ်ဆိုတာတကယ်တော့တိုးတငယ်ဆိုတာအာရနဲ့အေဝအပင်းအသေးကိုစားပြီးနှစ်၄တောင်ကြာမှအသေးခံတာဒါပေမဲ့အဲ့နှစ်၄တောင်ဆိုတာဖရာသခင်နဲ့ကြည့်မယ်ဆို ော့ဒီနှစ်၃ညနှစ်ကနေနှစ်၄တာဆိုတော့ခဏလေးပဲအဲဒါကြောင့်အဲ့ဒါမဖြစ်သေးတဲ့အရာဖြစ်ပြီးတဲ့အရာကဲ့သို့ပဲမှတ်လိုက်တာဘုရားသခင်အတွက်နော်အဲဒါကြောင့်မို့ဘုရားသခင်က prophet တစ်ခုပြုတ်လိုက်တယ်တစ်ခုပြုတ်လိုက်ပြီဆိုတော့အဲ့ prophet ပြုတ်ချက်တစ်ခုကခက်ကလာတစ်ခုပြီးတစ်ခုမှပြည့်စုံတယ်ပြည့်စုံတယ်ဒါပေမဲ့အဲ့ဒါကိုဘုရားသခင်ကနောက်ဆုံးကြမှာပြည့်စုံမယ့်အရာကိုအစောကြီးတည်းကပြည့်စုံပြီးသလိုပဲဘုရားသခင်ထားတာဘုရားသခင်ညံတော်တအားကြီးဟုတ်ကဲ့ညံတော်ကြီးရနော် know the beginning Uh, know the end before you start. Okay, okay. I suppose I'm your one. I saw what you're thinking, David. I saw what you're thinking.